ဒီနေ့တနေကောင်မိုးရေရွာပြီးတော့အိမ်တန်းရောက်တော့ဘာဟင်းကလေးမရှိဟင်းချက်ပိုးလေးပြင်းတယ်ဆိုပြီးတော့ရမြန်တဲ့ဟာကိုချက်လိုက်တော့မယ်နော်ဒီနေ့ငါးသစ်သားနဲ့ကြက်ဥပဲချက်လိုက်တော့မယ်ဒါကကျွန်တော်တို့ပြင်သားရဲ့မပစ္စည်းတွေပါနော်ဒါကြက်တော်နေရဲ့ဇပလင်ရဲ့ငရုတ်တီဆန်းရဲ့ထိုင်းပင်ဆန်းရဲ့ဒါကတော့ငါးသစ်သားတပူးပေါ့နော်မိသားစုငါးသစ်သားကိုအတောင်ပြုထားပါတယ် ပြီးလို့ရှိရင်ဒါကမကြီးရေမကြီးရေမတောင်းချင်ဘူးဆိုရင်တော့တံမြတီးလေးတောင်းလို့ရပါတယ်နော်ဒါကတော့ကျုပ်နှလုံးကိုတောင်းပြထားပါတယ်ကဲကျွန်တော်ဘယ်လိုချက်လဲဆိုတော့တော့ကြည့်ကြရအောင်နော်ဒါကတော့အိုးပူလာရင်စီထည့်ပါမယ်စီပူလာရဲ့နောနောဆိုင်ထားတဲ့ကျက်သွုံဖြူကိုအရင်ထည့်ပါမယ်နော်ကျက်သွုံဖြူကိုအရင်စီတတ်ပါမယ် จตนผิวเลหวยลาบีဆိုရင်တော့ငါတိตาသူ့ကိုထည့်လိုက်တော့မယ်เนาะဘူးထဲမှာကနေတဲ့အနှစ်တွေကိုရေထည့်ပြီးတော့ကျွန်တော်ပြန်ထည့်လိုက်ပါတယ်เนาะတရားတာအတွက်ကတော့ချိုးမောက်နဲ့ငံပြာရေကိုထည့်ပါမယ်ငံပြာရေနည်းနည်းပဲထည့်မယ်เนาะငံသွားရင်စားမကောင်းဘူးဒါကတော့မကြီးမှတ်ရေကိုကျွန်တော်တောင်းစွန်းထည့်လိုက်ပါတယ်အချင်းကြရင်တော့ပူထည့်ပါเนาะပြီးလို့ရှိရင်ကျွန်တော်တို့ကြုတ်ကိုထုတ်ထည့်လိုက်ပါမယ် ဒီနေ့ကျွန်တော်ကျုပ်ကို head point ပဲချက်စမယ်နော်တာဂတ်ဆပ်ပလင်ပပလီထားတာကိုထည့်ပါမယ်ပြီးလို့ရှိရင်ငရုတ်တီးဆိုင်ထည့်ပါမယ်တာဂတ်တော့ချက်တော်နေပပလီထားတာကိုထည့်ပြီးရင်တော့ပင်ဆိုင်လေးအောက်လိုက်ရင်တော့စားလို့ရပါပြီနော်ပင်ဆိုင်အနာကတော့မှုနေတာပဲကျောင်းနဲ့ငါတိတာဗမာဟင်းပဲချက်စားနေတာယူနေပြီဆိုရင်တော့ဒီလိုမျိုးလေးပြောင်းချက်စားရင် စားလို့ကောင်းပါတယ်နော်ဒီလိုမျိုးချက်စားရတာကတော့ဟင်းလေးဖြစ်တယ်အတောက်လေးဖြစ်တယ်နော်ကြိုက်တယ်လို့ခေါ်လို့ရပါတယ်နော်တစ်မျိုးချက်ရင်နှစ်မျိုးစားရတာပေါ့ပင်စဲအနမွေမွေနဲ့ကြက်ဥငါတိတာဟင်းရပါပြီနော်ခွက်ကလာရှဲတဲ့ 快快快！快快快走的。 ကျွန်တော်ရဲ့ဗီဒီယိုကိုအဆောင်ထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာနောက်ထပ်ဗီဒီယိုအသစ်မှာပြန်ဆောင်အောင်မယ်နော်ကျွန်တော်ရဲ့ YouTube channel မှာလည်း subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နော်ဘိုင်ဘိုင်